မေရိကန်မှာတထင်းမကြီးဖြစ်နေကြောင်းကြောင်းကဖြိုးကြီးစနီးဟောင်းခြေပြလိုက်တဲ့စုမျက်နှာတော့တစ်ချိန်လုံးကတရုတ်ဆောင်မင်းမီစုမျက်နှာကတော့လူတွေကသူ့မအောင်အမေရိကန်မှာစီးရင်မွေးတည်နေမင်းထင်းကြမင်းမင်းကြီးကြီးတဲ့ချမ်းသာကျွမ်းနေရဲ့ဘဝကိုပိုင်ဆိုင်ထားတာကြောင်းကြောင်းလုံးထုတ်လာပါတယ်ဒီမတိုင်ခင်မှာတော့စုမျက်နှာတရားအမေရိကန်နိုင်ငံကစိတ်ဝင်မဝင်လို့နေရပြီဆိုပြီးပြောနေကြတာပါဒီလိုတဲ့နေထွက်လာတာကလည်းဆုမျက်နနာရဲ့အမအရင်ဖြစ်သူဆုမျက်သူစာကဖွားလို့ပါတရုတ်ဆောင်မင်းမင်းဆုမျက်သူစာတရားဆုမျက်နနာဟာ အမေရိကန်နိုင်ငံမှာလုံမရှိမနေတတာကြောင့်ပုံနေတိုင်းစက်ရုံတစ်ခုမှာစက်ရုံလုံးတစ်ပါးဖြစ်နေလောက်ကင်နေကြောင်းကိုပြောလာပါဒါကြောင့်လေပြည်သက်တွေကဆုမျက်နနာပေါ်မှာတနာကိနာတက်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ခုကမှာတော့တိဥဆောင်မင်းမီဆုမျက်နနာကလူတွေထိနေကြသလိုသူမကစီးရင်နေတာမဟုတ်ကြောင်းဒီဗီဒီယိုဖိုင်လေးတစ်ဖိုင်နဲ့တက်တည်ပြခဲ့တာဖြစ်ပါတယ်ဆုမျက်နနာကအင်တာနက်ပေါ်မှာမျှဝေခဲ့တဲ့ဗီဒီယိုဖိုင်မှာတော့သူကနေတူခင်မောင်းနေဆိုသူတားလေးမျက်တော့မောင်းတို့နေထိုင်တဲ့အိမ်လေးဟာဒေါ်လာတန်းချီတန်တဲ့အစ်မြင့်အိမ်အိမ်ကိုကြောပြခဲ့တာပါ ဆိုမျက်နာတော့အင်ကတကယ်ကိုခံနာဆုံးတာကြောင့်ရီကအားသိရပါတယ်ဆိုမျက်နာတောင်လူမျိုးသမားရဲ့ပိုင်ဆိုင်မှုတွေကိုကြောလုံးထုတ်လာတာလည်းအကြောင်းရင်းတစ်ခုရှိပါတယ်အဲ့ဒါကလူရီကဆိုမျက်နာကိုသမားရဲ့ခင်မဟောင်းဖြိုးကြီးလက်ထပ်လိုက်တဲ့ဇနီးတွေနဲ့နှိုင်းရှင်နေရကြောင်းဖြစ်ပါတယ်ဒါကြောင့်လည်းဆိုမျက်နာကခင်မွန်းတဲ့အမေရိကန်နိုင်ငံမှာဆရာဝန်ကြီးဖြစ်တဲ့စိုးသူရဲ့တန်မိုးကြီးအိမ်ကိုချပြကသူမရင်ကျွမ်းဝချမ်းသာမှုတွေကိုချပြလိုက်တာပဲဖြစ်ပါတယ်